တစ်ချက်မှာထူးခြားတဲ့ပါရမီလေးတစ်ခုရှိပါတယ်တစ်ချက်အတန်းမြ мян နားထောင်လေးငွေဝင်လေးပြီးလို့ရှိရင်တစ်ချက်မှာအစားအသောက်အရန်ပေါများတဲ့ကံရှိပါတယ်လို့နော်စစုံလေးတော့အဲ့တော့တစ်ချက်အတန်းမြ мян ကြလေးငွေဝင်လေးတစ်ချက်ရဲ့ channel အစစ်အမှန်တွေနဲ့ချိတ်ဆက်ထားဖို့လိုပါတယ်ရှင့်အဲ့တော့တစ်ချက်ဖုန်းနံပါတ်လေးတွေကိုတေချာမှတ်ထားပေးစီလိုပါတယ်39 43 39 83 98 39 43 83 98တဲ့ 3996444942ခေါ3996444942ခေါ3996444942 3996444942 channel ရတော့၃ခုရှိပါတယ် Abundance Coach Methana YouTube channel Abundance Coach Methana TikTok Abundance Coach Methana Facebook page တွေဖြစ်ပါတယ်အဲ့တော့ဆော့ဆော့ကဒီချက်ပြောထားသောဖုန်းနံပါတ်လေးတွေနဲ့ဒီချက်ရဲ့ energy ကို energy အဆက်မှန်ကိုချိဆက်ဖို့အတွက် confirm မှန်ပါတယ်ရှင်အဲဒီချက်ဒီချက်ကိုအမြဲကြည့်နေတဲ့သူတွေကတော့ဘယ်ဟာအကောင့်အတုဘယ်ဟာအကောင့်အဆက်ဆိုတာတော့သိပါတယ် follower comment like share နဲ့တွေကိုသိတာပါတယ်ဒါမဲ့ဒီချက်ကပေါ့နော်ဘာပဲဖြစ်ဖြစ်ကြိုတင်ပြီးတော့အာကြိုတင်ပြီးတော့ပြပြချင်းဖြစ်ပါတယ်အာပထမဦးဆုံးအနေနဲ့စိတ်ချမ်းသာပြီးကြော်ဝါချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်18ချက် how to attract the money easily 21 stage ငွေတွေကို21ရက်အတွင်းမှာဝင်လာစေသော18ချက်21ရက်ကိုပြုလုပ်ပေးပါ TikTok ထဲမှာဆိုလို့ရှိရင်တော့ပင်ထောက်ထားပါတယ် Abundance Coach မတ္တနာ YouTube Channel မှာတင်ပေးထားပါတယ် Abundance Coach မတ္တနာ Facebook မှာတင်ပေးထားပါတယ်ရှင်တင်ထားတဲ့ date ကတော့ဒီချက်လို့ New Year မှာတင်ထားတာဖြစ်ပါတယ်အဲ့တော့ January လ1ရက်နေ့ကတင်ထားသော video တွေဖြစ်ပါတယ်ရှင် အဲ့တော့၁၈ချက်၂၁ရက်ကိုနေ့စဉ်ပြုလုပ်တဲ့သူတွေအားဆိုလို့ရှိရင်တော့စိတ်ချမ်းသာပြီးတော့ကြွယ်ဝချမ်းသာလာကြတဲ့ဒီချက်ရဲ့ယခုလိုမျိုးပညာဌာန live feed ကိုမြန်မြန် join တဲ့သူတွေအားဆိုလို့ရှိရင်လည်းဘဝမှာစိတ်ချမ်းသာပြီးတော့ကြွယ်ဝချမ်းသာလာကြတာဖြစ်ပါလေရှင်အဲ့တော့ဒီနေ့အရန်ကံကောင်းပြီစာရီလာပြီပါဒီနေ့အရန်ကံကောင်းပြီဒီနေ့အရန်ကံကောင်းပြီဒီနေ့အရန်ကံကောင်းပြီ ကိုကမိမိကိုကိုကံကောင်းတဲ့ပုံကိုတရားအဖြစ်ခံယူမှသာတည်းရင်အဲ့ဒီလူတယောက်ကြီးတကယ်ကိုမှကံကောင်းလာမှာဖြစ်ပါတယ်အဲ့ဒီချက်ကဆက်လက်ပြီးတော့ကြေကြာပြီးတော့မှာဖြစ်ပါရဲ့ရှင်ငွေတွေဝင်နေဝင်စေဖို့အတွက်လည်းဒီချက်ကထပ်မံပြီးတော့ပြပြပေးမယ်။ကံလေးကောင်းစေဖို့အတွက်လည်းထပ်မံပြီးပြပြပေးမယ်။သိချင်တဲ့ဆိုလို့ရှိရင် comment လေးတွေမှာ yes 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 လို့မှတ်လာပေးမယ်။ ကိုကိုကိုအထင်မသေးနဲ့နော်အဲကိုကကနေပိုကောင်းစေဖို့အငွေများတစ်ထက်များလာဖို့ဒီချက်တော့ဘဝမှာအဆင်မပြေဖြစ်နေတယ်ဆိုတာကတော့အများအားဖြင့်ကိုရဲ့စိတ်ကလေးတွေမထားတတ်တာရဲ့အာကိုမှလုံလောက်သောစီးပွားဥစ္စာတွေမရှိတာရဲ့ပေါ့နော်ဒါကြောင့်မလို့ခက်ခဲကြက်တဲ့နေကြတာအဲ့တော့ငါမှအခုချိန်မယ် yes 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 လို့ရေးထားတဲ့သူလေးငါမှငွေဝင်တဲ့လမ်းတွေအများကြီးရှိရဲ့ ်အခုမရှိသေးဘူးเนาะဒီချက်ကြည့်ပါရယ်ငါမှတစ်ချက်ပညာဌာန live လေးတွေမြင်များကြည့်သဘောပေါက်သွားပါလိမ့်မယ်ငါမှငွေဝင်တဲ့လမ်းတွေအများကြီးရှိရယ်ငါမှငွေဝင်တဲ့လမ်းတွေအများကြီးရှိတယ်ငါမှငွေဝင်တဲ့လမ်းတွေအများကြီးရှိတယ်ပြောချင်ချင်းနဲ့ရေအာဒီချေလိုကလေးလေးလိုမျိုးပေါ့နော်အာမသိလို့ရှင်တော့ယူနေတယ်လို့မျိုးပေါ့နော်โอเคအဲโอเคယူမှာထူးတယ်ပေါ့နော် အဲ့တော့စိတ်ချမ်းသာပြီးတော့ကြော်ဝါချမ်းသာတဲ့တတိပေါင်းများစွာရဲ့ဆံမဖြစ်ပါလေလိုက်လုပ်ပြီးပါငါ့မှာငူဝင်တဲ့လမ်းတွေအများကြီးရှိရဲ့ငါ့မှာငူဝင်တဲ့လမ်းတွေအများကြီးရှိရဲ့ငါ့မှာငူဝင်တဲ့လမ်းတွေအများကြီးရှိရဲ့အမပေါ့ပေါ့ပပနဲ့ပြပြရှင်ရှင်လေးပြောပြရမယ်အဲ့တော့အရန်လေးပြောတဲ့အရန်လေးကျေးဇူးတင်တယ် အဲ့ဒီချိန်အဲ့တော့အရန်လည်းပြောတာတော့ကိုကိုကိုပြောတာပေါ့နော်ဟိုအရန်လည်းချင်းစုတင်နေဆိုတာကိုကိုကိုလည်းပါတယ်အဲကိုအနီးနားမှာနေထိုင်နေတငယ်ချင်းပဲဖြစ်ဖြစ်မိဆွေပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ်ကိုရဲ့ဆရာသမားတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဒီချိန်တို့ကစီးပွားဥစ္စာတွေများတစ်ထက်များခြင်းလဲဆိုလို့ရှိရင်အဲ့လိုပျော်ရွှင်စွာနဲ့နေထက်ကမယ်ဂျေစုတရားလေးနဲ့နေထက်ကမယ်โอเคနော်โอเคအဲ့တော့နောက်မှာငွေဝင်တဲ့နေ့အများကြီးရှိရဲ့အာအရန်ပြောတယ်ဂျေစုအရန် ဖြစ်နေအဲ့လိုမျိုးလေးပေါ့နော်သဘောပါလားဒီချင်တော့ပါလေဟိုပုတ်ပေါ်ပပပြပြရှူရှူလေးနဲ့လိုက်လို့ကြည့်လိုက်လို့ကြည့်အဲ့တော့ဒါလေးကိုထက်ခတ်ထက်ခတ်ကြည့်ထက်ခတ်ထက်ခတ်ပြောကြည့်နော်ထူးခြားလာလိမ့်မယ်အစကောင်နဲ့ချက်20ရက်ကိုလည်းတေချာလိုက်လို့အခုလိုမျိုးပညာဒါနလိုက်တင်ပါလေပျော်ပျော်ရွှင်ရွှင်နဲ့လာပြီးတော့ join အာ okay အဲ့တော့ဒီစလို့ဟို6လပိုင်းပွဲတော့အတော့6လပိုင်း10ရက်နေမှာစမယ်6လပိုင်း10ရက်နေမှာစမယ်အဲ့တော့တိချေဖုန်းနံပါတ်လေးတွေကိုမှတ်ထားပါမမင်းနဲ့39 439 839 258တဲ့ တုံမိသားစုဝင်ဖြစ်ချင်တယ်ဆိုဖုန်းနံဖုန်းနံပါတ်တော့ဟိုအလွတ်ချက်ထားเนาะ39 439 839 298တဲ့39 6944 48 4 39 6944 48 4ကော399939တချောင်းနဲ့ရှက်399939တချောင်းနဲ့ရှက်399939 1ရှက်โอเคเนาะ399939တချောင်းနဲ့ရှက်ဖုန်းနံပါတ်လေးအဲ့ဒီ၃လုံးကိုလာအလွတ်ချက်ထားအဲ့တော့တခုခုအခက်အခဲရှိရဲဆိုအဲ့ဒီအဲ့ဒီဖုန်းနံပါတ်လေး၃လုံးနဲ့ confirm เนาะ channel ရတော့3ခုပဲရှိရဆိုတော့โอเคเนาะအခုဒီမှာ live တိုက်ရိုက်ကြည့်နေရတဲ့သူတွေကတော့ကြံကောင်းတာဗောဒီ channel အဲကြောင်းကြောင်းလျှောက်တာတဲ့ full moon right ကြောင်းလျှောက်တာရရင်369 369ရတယ်ရတယ်369 ွဲတော်ထဲမှာဆိုလို့ရှိရင်เนาะရွှေမြို့နီးတွေလည်းတင်ပြထားတယ်64ရဲ့အဓိဋ္ဌံဆိုတာလည်းတင်ပြထားတယ်64ရဲ့အဓိဋ္ဌံဆိုတာကတော့ကိုလိုချင်သောအိမ်ကိုလိုချင်သောကားကိုလိုချင်သောယာတုကိုလိုချင်သောလက်ဝတ်ရတနာပေါ့เนาะအဲ့ဒါလေးကို64ရဲ့ဒီဒီဒီဇိုင်းမက်မက်လောက်တာ နောက်တော့ prosperity regular regular ဆိုတာကတော့ဒီချေတို့ဟိုဝဝဝထွက်ဒီချေတို့ရှိမှာဆိုလို့ရှိရင် net တင်တယ်ဒါမျိုး regular လို့သုံးလို့ရတယ်ပေါ့နော်အဲဒါဥပမာနားလည်အောင်ပြပြတာအဲ့တော့ prosperity ဆိုတာကကြွယ်ဝချမ်းသာခြင်းပေါ့နော်အဲ့တော့ prosperity regular ဆိုတာကတော့ကြွယ်ဝချမ်းသာလာစေဖို့အတွက်ဒီချေကဟိုပူဆောင်မှုလေးတစ်ခုပေါ့နော်အဲအဲ့လိုမျိုးလေးပြုလုပ်ပေးတဲ့အရာမျိုးလေးနော်အမည်သည့်ဘာသာဝင်မစိုးလုပ်လို့ရတယ်အဲ့တော့ကိုကကိုမချမ်းသာနိုင်ဘူးလမ်းတွေပျောက်နေတယ်ထင်တယ်လို့ဆိုလို့ရှိရင်အဲ့ဒါလေးလုပ်လို့ရတယ်နော်โอเค အာเออป่วยတော့ကကြတော့6လပိုင်း10ရက်နေမှာစတော့မယ်ဒီညဆိုရင်တော့ဒါဒီနေ့က VIP နောက်ဆုံးနေ့အာ VIP တက်တဲ့သူတွေဆိုလို့ရှိရင် share ပဲ share ပဲအရင် day 1 2 3 4လုံးဝဖွင့်ထွက်သွားပြီ day 5လာပြီเนาะစိတ်တွေလည်းအေးချမ်းသွားတယ်အဲသူတို့ပေါ့เนาะပညာတွေလည်းရသွားတယ်တကယ်ကမှတန်တာလဲဆိုတန်တာထက်ပိုတယ်ပေါ့เนาะတိုးတော့ဒီချက်ရဲ့ပွဲတော်တွေကတိရဲ့အတိုင်းပဲဟိုတက်တက်လို့ရတာမဟုတ်ဘူးအမနဲ့ကဆိုအကောင့်အတူကပေါ့เนาะဟိုအားလည်း messenger ထဲမှာပေါ့နော်အဲသူတို့ကိုလာပြောတယ်တဲ့တချဲ့သူတွေကလာသတင်းပို့တာပေါ့ messenger ထဲမှာလာပြောတယ်တဲ့အ24နာရီတော့ငွေဝင်ပဲပေါ့နော်24နာရီငွေဝင်ဖို့အတွက်ပေါ့နော်ပွဲထိုးပါမယ်ပေါ့နော်တချဲ့လုတ်ခိုင်းလို့လားအဲ့လိုမျိုးနော်အဲ့ဒီချက်ဒီဘက်ကဒီဘက်ကအဓိဋ္ဌာန်ပွဲတွေထိုးခိုင်းနေဆိုလို့ရှိရင်ဘသူ့ကိုပတ်ဆက်ပို့ခိုင်းလို့ဘသူ့ကိုမှပတ်ဆက်မပို့ခိုင်းဒီချက်ပါတာဒီချက်ရဲ့မိသားစုဝင်တွေအတွက်စေတနာနဲ့လုပ်ပေးတာဟုတ်တယ်ဟုတ်ပြောကြည့်လိုက်ပြောလာကြည့်လိုက်ပြောလာကြည့်လိုက် เนาะเอ๊ะเนี่ยအကောင့်ထူရတဲ့ဟိုပွဲထိုးရမယ်ပေါ့တိချဲဒီ comment တော့မှအကုန်မပြန်နိုင်ဘူးဟုတ်တယ်မလား messenger ထဲမှာဇင်းပြေနေပြေသွားပြီးတော့အပြန်အလှန်ပြောနေပြီဆိုကြရတိချဲမဟုတ်တော့ဘူးဆိုတာအတိဒါကြီးအဲ့တော့တိချဲရဲ့မိသားစုဝင်တွေကဆက်ဆက်တာတီးပြီးသား18ချက်20တိရမှာဆိုလဲတိချဲရဲ့ဖုန်းနံပါတ်တွေပါပြီးသားဒီ live တိုင်းမှာဆိုလို့ရှိရင်လဲတိချဲရဲ့ဖုန်းနံပါတ်တွေပါပြီးသားအဲ့တော့တိချဲကဒီဘက်ကနေအောင်စင်အထိတ်ထန်တွေထိုးပေးတယ်ပွဲတွေထိုးပေးတယ်ဆိုလို့ရှိရင် blue sheet ပတ်စံတောင်းလို့လဲဘသူကိုမှတိချဲပတ်စံမပို့ခိုင်းဘူး တီချဲ့ဖာသာဟိုစေတနာအမြောက်တီချဲ့ရဲ့မိသားစုဝင်အဖြစ်တီချဲ့တမီးတော်လေးလေးတမီးတော်လေးတွေအဖြစ်ခံယူထားတဲ့သူတွေကိုအဲချစ်ဆုံးလို့လို့ကိုတီချဲ့ကိုဖာသာကိုလုပ်ပေးတာဘု து ့မှာတီချဲ့ပြဆက်မပို့ခိုင်းဘူးဟုတ်တယ်နော်ဟုတ်မဟုတ်တီချဲ့သူတွေဟုတ်မဟုတ်ပြောလာပြီပြောလာပြီအတုတွေ့တယ်ဆိုရပ်ပို့တာထုတ်ခဲ့လိုက်တော့အဲ့လိုပဲပြောတော့မယ်နော်โอเคအဲ့တော့ no prosperity ritual ရဲ့6လပိုင်းပွဲတော့ဆက်ရင်းနေစားမယ် ိုက်ထမဆိုလုတ်ပေးထား64ရဲ့အဒိဋ္ဌံ prosperity review ရဲ့ပြီးလို့ရှင်ကြော်ဝါချမ်းသာစေဖို့အတွက်လုတ်ပေးထားတယ်။ဟုတ်။ Okay နော်။အဲ့ချက်ဆုံးလေးတို့ဘဝမှာအောင်မြင်ဖို့အတွက်ကဟိုဉာဏ်ပညာအရန်လိုတယ်။အခုဒီနေ့ live ထဲမှာတခါလဲတင်ပေးသွားမယ်။နော်ဉာဏ်ပညာအရန်လိုတယ်။ဘဝမှာချမ်းသာပြီးချမ်းသာပြီးမှပြန်စည်းရတာအပေါင်းင်းကြောင့်မကောင်းတဲ့လူတွေကြောင့်အာအဲ့တော့ဟို ချမ်းသာတယ်ကတချို့ဆိုအောင်မြင်တယ်ကွာအောင်မြင်တယ်ချမ်းသာတယ်အောင်မြင်ပြီးမှချမ်းသာပြီးမှပြန်စည်းရဲလဲဆိုလို့ရှိရင်အပေါင်းတင်မကောင်းလို့โอเคเนาะအပေါင်းတင်မကောင်းလို့အဲ့တော့တချို့ကပြောရင်ပြောမှာပေါ့ကိုအသုံးမကျလို့โอเคပါကိုအသုံးမကျလဲဆိုလဲခံခံပြောပြောခံထိမှာပေါ့เนาะဒါပေမဲ့တချို့ဆုံးလေးတို့တခုပြောမယ်ကွာဒဲပြောမယ်လာဆရာမစကားချမ်းတယ်လို့မပြောလဲဟိုချစ်တဲ့စိတ်လေးနဲ့ကြည့်ပြီးကိုကတုံးနေတော့ကွာကိုကမတုံးဖြစ်နေရင်တော့ကွာကိုဘေးမှာလေကိုလေ ဟိုလမ်းပြပေးမဲ့သူအကူညီပေးမဲ့သူဖေးမပေးမဲ့သူပြောပေးမဲ့မိစေကောင်းရှိရင်လေဒုက္ခမရောက်ဘူးသိလားအဲ့တော့ကြွယ်ဝချမ်းသာဖို့အတွက်ကလေတစ်တလုံးမိစေအပေါင်းတင်ဘလောက်ဘလောက်ရေးကြီးလဲမစမအတီချာလို့ဆိုလို့ရှိရင် okay ကိုဘာသာကိုကြိုးစားလို့တော်တာလေတပိုင်းဒါပေမဲ့လေပြောပြမယ်မိကောင်းစီကောင်းမရှိရင်ဘာမှလုပ်လို့မရဘူးအဲ့တော့အမီအမီဖဆိုတာလေကိုရဲ့မိတ်ဆွေပဲကိုရဲ့ဆရာသမားတွေဆိုတာလေကိုရဲ့မိတ်ဆွေပဲဒါချစ်ဆုံးလေးလို့ဆိုလို့ရှိရင်ဒီချက်က အတိချာတိချက်ဘက်ကစိတ်ကောင်းနှလုံးကောင်းထားတယ်ချစ်စုံလေးတို့ကို supporting ပေးရတယ်အဲ့တော့ချစ်စုံလေးတို့ကလည်းတိချက်ကိုပြန်ပြီးတော့ supporting ပေးတယ်တဦးမှာမြတ်တာတဦးမှာစေတနာကိုကအရင်ကိုကအရင်ပေါ့နော်အမှန်ကန်သောစိတ်ထားနဲ့တိချက်တို့ကပေးဆက်ကားလားဟုတ်တယ်မလားဒါမှမေကောင်းစိတ်ကောင်းလေးအများကြီးရမှာအဲ့တော့ချစ်စုံလေးတို့ကတိရလေအဲတိချက်ကိုလည်းကူညီတယ်ချစ်စုံလေးတို့ကိုလည်းတိချက်ကကူညီတယ်အဲအဲ့လိုတို့ကအဲ့လိုဆိုဘဝကြီးကမပြတ်ဘူးမပြတ်စင်းဘူးပြန်မစင်းရဲဘူးပြန်စင်းရဲမှမကြောက်နဲ့မအောင်မြင်မှမကြောက်နဲ့အဲ့ဒီအပေါင်းအသင်းမှမကြောက် ဟောမဟောအပေါင်းသမားတွေတော့မြောက်ပေးတာလေအသိရမလားမြောက်ပေးတာလေအဲโอเคမြောက်မဟဲ့ဒီချက်စားမသိမဲနဲ့မင်းသမီးလှုပ်လိုက်ပါလားမလှုပ်ဘူးလေကိုကမင်းသမီးလိုင်းမှာမဟုတ်တာဟုတ်တယ်မလားအလကအလှုပ်ရှုပ်လို့ဒါမျိုးပေါ့အာโอเคအဲ့တော့အပေါင်းသင်းကောင်းကြတော့အဲအပေါင်းသင်းကောင်းကြတော့ကိုကတုံးနေနေတော့ကွာကိုကညံ့နေကိုကမတော်နေနေတော့ကွာဒါမှမဟုတ်သိဘူး အဲဒီလိုမလုပ်နဲ့ဟာတော့လေချက်စုံလေးတို့ဒီချက်ဘာပြောလဲကျော်ဝချမ်းသာဖို့အတွက်ကအပေါင်းအသင်း80ရာခိုင်နှုန်းအဲ့တော့အပေါင်းအသင်းကောင်းနေရဖို့အတွက်ကိုဒီချက်တို့ကဒီချက်တို့ဘက်ကလည်းစူးစမ်းပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုအကောင်းဆုံးနေရမယ်အကောင်းဆုံးနေရမယ်ခဲငါသူ့ကိုသူ့ကိုကျွေးလိုက်တယ်ပေးလိုက်တယ်သူ့စီကဘာမှပြန်မလာဘူးမမျော်လင်းသူ့ကိုပေးလိုက်တယ်ကျွေးလိုက်တယ်ဒါမှသူ့စီကဘာမှမပြန်ပြန်မလာဘူးမမျော်လင်းကွာဒီချက်ကဘယ်လိုမျိုးလဲဆိုအဲ့ဒီလူကြီးကပြန်မလာလေတခြားသူစီကပြန်လာလေ အဲ့တချက်အုံမမင်းကိုလွတ်ဆောင်နေပြေးတယ်ကျွေးတယ်မွေးတယ်ဒါပေမဲ့အုံမမင်းကတချက်ကိုပြန်ပြန်မကြည့်ဘူးပေါ့ကွာတည်တာเนาะဆက်ဆောင်လေး sorry ပြန်မကြည့်ဘူးပေါ့နော်ဒါပေမဲ့တချက်လေး okay အုံမမင်းလေးစားပါစေအုံမမင်းလေးဝါပါစေဆိုပြီးတော့တချက်ကကျွေးလိုက်တယ်ဒါပေမဲ့အုံမမင်းကမပေးမင်နဲ့ဟောဖူမိုးလေးရတယ်တချက်ကိုကျွေးတယ်နန်းသိန်းလေးရတယ်ကျွေးတယ် okay နော်မက်ခိုင်လေးရတယ်ကျွေးတယ်အဲအဲ့လိုလာတာဘဝကြီးကအဲ့လိုလာ ဒါကြောင့်မလို့ကိုယ်စေတနာကိုမပြတ်စေနဲ့ကိုယ့်ရဲ့အလှဒါနကိုမပြတ်စေနဲ့နေ့စဉ်စိတ်ထားကောင်းရဲ့နေ့စဉ်အလှပြုခြင်းတွေကြွယ်ဝချမ်းသာဖို့အတွက်အခြေခံပဲသဘောပေါက်အောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်အခုတွေးကြည့်လိုက်ကိုရီးရန်ကုန်ကနေမန္တလေးသွားကြမယ်ကားမောင်းပြီးသွားကြမယ်ဝူးโอเคနော်အဲ့တော့မန္တလေးကမမြင်ရဘူးအဲ့တော့မန္တလေးမမြင်တာနဲ့ပဲဟာမန္တလေးကမရှိဘူးလှည့်ပြန်ပါလားမဟုတ်ဘူး အော်ဒီချက်တော့ကဘလိုမျိုးလေးပဲမြင်ရလဲဆိုပြီးကို့မျက်စိတဆုံးလောက်ကလေးပဲမြင်ရတယ်ကို့မျက်စိတဆုံးလောက်ကလေးပဲမြင်ရတယ်အဲ့ဒါနဲ့တဆင့်သွား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 ရင်လည်းဒီချက်တော့မိုင်းတိုင်းလေးပြောင်းသွားပြောင်းသွားရင်လည်းမန္တလေးကိုတကယ်ရောက်လာတာဖြစ်တယ်โอเคဒါဆိုလို့ရှိရင်အာเนาะအခုလိုမျိုးကြော်ဝတ်ချမ်းသာမှုလေးတွေဆိုတာကိုကိုတိုင်းဖန်ဆင်းပြီးတော့ယူလို့ရတယ်။โอเคအဲ့လိုယူလို့ရဖို့အတွက်ကိုယ့်ရဲ့အောင်မြင်မှုကြီးကမြင်ရပါမလား။ ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့စီးစဉ်ဥစ္စာတွေကမြင်ရပါမလားမမြင်ရဘူးဒါဆိုရင်မရှိဘူးလားမဟုတ်ဘူးရှိတယ်အဲ့တော့သူများတွေလည်းချမ်းသာနေတယ်ကိုယ်လည်းချမ်းသာနိုင်တယ်သူများတွေလည်းချမ်းသာချမ်းသာနေတယ်ကိုယ်လည်းချမ်းသာနိုင်တယ်အဲ့တော့သူများတွေဘာလုပ်နေလဲအယောင်းဝယ်တွေလုပ်တယ်ဒါဆိုရင်ငါလည်းအယောင်းဝယ်ကိုကျွမ်းကျင်အောင်လုပ်ရင်ငါလည်းချမ်းသာနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့အောင်မြင်မှုကိုမြင်ရသေးလားမမြင်ရသေးဘူးလောလောဆယ်မှာကိုယ်မှာအခက်အခဲတွေရှိတယ် ခင်တော့အခက်အခဲတွေရှိတယ်။ Okay အဲ့တော့ဒီချက်တော့ကဘယ်လိုလေးစူးစမ်းရလဲဆိုဒီနေ့တနေ့လောက်ကလေးကိုအတင်းပြီးတော့စူးစမ်းလိုက်။ပြီးရင်အနာလေးယူလိုက်။ဒီနေ့တနေ့လောက်ကလေးကိုအတင်းပြီးတော့စူးစမ်းလိုက်။အနာလေးယူလာလိုက်။โอเคเนาะအခုချိန်မှာ view တွေများနေတဲ့သူ like တွေများနေတဲ့သူ share တွေများနေတဲ့သူအများကြီးရောင်းကောင်းနေတဲ့သူတွေဆိုတာက viewer တစ်ယောက်နဲ့စခဲ့တာ ဒီချိန်ငငယ်တော့ကစာတင်နေငငယ်တော့ကစာတင်တော့ဒီချိန်ချိန်မှာစာလာတင်တဲ့ကောင်မလေးတယောက်ပဲရှိရဲအခုအဲ့ဒီကောင်မလေးကနိုင်ငံเจ้าမလေးဩချောလိုက်တာဟိုနေ့ကဒီလားအတီချော်လေတတိယရဲတဲ့ဒီလားနင်းနေကြပါပထမဆုံးအကြောင်းသူလေးအယံချောတာအာအယံချောတာပြပါဘောနော်အိုကေအယံချောတာအခုဆိုလို့ရှိရင်လေအိုးဒီလားတကယ်ပုံပါကွာတကယ်အပြိုကြီးကိုဖြည့်ပြီးတော့ဒါဆိုဒီချက် over ရောနော် အာဗီဇာတကယ်လည်းအုံနေပါပြီဟုတ်ကဲ့နော်အအပြူကြီးကိုဖြစ်ပြီးတော့လှပပြီးတော့ဒီလားအတီချေပထမအဦးဆုံးသင်ခဲ့ရတဲ့ကလေးလေးသူ့ကိုဆိုလို့ရှိရင်လေဒီချေအိမ်မျက်စောင်းတို့ပေါ့နော်အာအင်္ဂလိပ်စာသင်ပေးခဲ့ရတဲ့ကလေးလေးအခုဘဝကလှသွားပြီအဲ့တော့ချက်ဆုံးလေးတို့ကိုလည်းဒီချေကဘဝလှအောင်လာပြီးတော့ပြုလုပ်ပေးမယ်โอเคเนาะအဲ့တော့ပထမအားလုံးအားလုံးစားကြရတဲ့ဒီနေ့တိုင်းကဟိုတိတ်ရောက်ကလေးနဲ့စားကြတာ เนาะတစ်ယောက်ကလေးနဲ့စကြတာဒီချင်ပြောတာသဘောပေါက်လားအဲ့တော့ချစ်ဆုံးလေးလို့လဲဈေးရောင်ဈေးဝယ်ပဲဖြစ်ဖြစ်ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်ဘယ်ရနေစမှာလဲတစ်ယောက်ကလေးနဲ့အရင်စမှာလားအဲဒါဆိုလို့အားငယ်စရာလို့လားဟေးအားငယ်စရာမလို့ဟေးအားငယ်စရာလို့လားအားငယ်စရာမလို့ဟေးအဲ့တော့ကိုယ့်ရဲ့အောင်မြင်မှုကိုနေ့စဉ်မြင်အောင်ရမယ်နော်ကိုကစိတ်ချမ်းသာနိုင်တဲ့ပုဂ္ဂိုလ်ကိုကကြွယ်ဝချမ်းသာနိုင်တဲ့ပုဂ္ဂိုလ်ငါမှာဝေဝင်လဲနေအများကြီးရှိတယ်အာရမ်းပြောတယ်ခြေစွတ်တမာတယ် အာကိုကတနေ့တခြားချမ်းသာတစ်ထက်ချမ်းသာလာပြီအဲဒါဆိုလို့ရှိရင်ဒီချေတို့ကစူးစမ်းဖို့အတွက် energy တွေခွန်အားတွေအပြည့်ရတယ်။အိုးအဲ့တော့အားငယ်စရာလို့ make စိတ်ကောင်းထားလို့ရှိရင် make ကောင်းများတယ်။ make ကောင်းများရင်ကြွယ်ဝချမ်းသာဖို့အတွက်ကအရန်လွယ်တယ်။အဲ့တော့ mix တွေဒီချက်မှာဆိုလို့ရှိရင် mix တွေကောင်းနေအများကြီးအများရှိတယ်ပေါ့နော်။အဲ့တော့အဲ့လို mix တွေကောင်းနေတာဘယ်လိုရလာတာလဲဆိုလို့ရှိရင်ဒီချက်အမြဲတမ်းစိတ်ကိုကိုယ်စိတ်ကိုကြည်လင်အောင်ထားရတယ်။ အဲနေ့တိုင်းငါးပါးတီလာကိုအတက်နိုင်ဆုံးအတက်နိုင်ဆုံးခောက်ဝက်ပစိုးကဲ့သို့မြင်းအောင်ဆောင်မယ်โอเคအဲ့တော့တခါတလေလဲဟိုကူကတခါတလေလေးမှာခြင်လေးရိုက်မိလိုက်တယ်ဆိုရင်တော့မှချစ်ချင်းပြန်ပြီးတော့တီလာကိုပြန်ဆောင်မယ်အဲအဲ့လိုမျိုးငါးပါးတီလာကိုဆောင်မယ်စိတ်ကိုအတက်နိုင်ဆုံးမကောင်းအတင်းနေမပြောဘူးကွာတိချက်မိသားစုဝင်နေဆိုရင်တိတယ်အတင်းမပြောအဲ့တော့တိချက်မှာစိတ်ကြည်ရယ်သူများ ်မကောင်းတဲ့စကားအတင်းစကားတစ်ချက်လုံးဝနားမထောင်ကိုလည်းမပြောဘူးအဲ့ဒါဖြစ်တဲ့လေစိတ်ကြီးတယ်အဲ့တော့တီချဲမိတ်ဆွေတွေကလည်းတိတယ်တီချဲဒီအဲသူတို့မကောင်းချောင်းကိုသူတို့ကြွယ်သွားတဲ့အချိန်မှာမပြောဘူးဆိုတာတိရဖြစ်တဲ့အတွက်တီချဲပေါ်မှာယုံကြည်တယ်တီချဲကိုချစ်ခင်တယ်တီချဲကိုလေးစားတယ်ပြီးရင်နောက်တစ်ခုကွတ်ဆိုင်ငငယ်ရရပါတော့ငငယ်ရရအကြောင်းသားအကြောင်းသူပေါ်သွားပါတဲ့ကလက်ဖေးဆိုင်ထိုင်နေဆိုလဲရှင်လေငငယ်တို့ကတီချဲတီချဲတို့က ။အဲ့တော့ဟိုရန်ကုန်မှာကျောင်းနေမှာဆိုလို့ရှိရင်ဒီကျတို့မုတ်နေပါးစားကျင်နေဆိုလမ်းဖေးလက်ဖေးဆိုင်ခွေးချီပူလေးတွေနဲ့လေအဲ့လိုမျိုးလေးနော်။အဲ့အဲ့လိုမျိုးတွေထိုင်နေလက်ဖေးဆိုင်လေးတွေထိုင်နေဆိုလည်းကိုကကျွေးတယ်။စားတောက်ဆိုင်လေးထိုင်နေဆိုလို့ရှိရင်လည်းကိုကအဲ့လိုမျိုးရှင်းရမှာကျင်တတ်တယ်။ရှင်းရမှာကျင်တတ်အဲ့တော့လေဒီချက်တို့တငယ်ချင်းအချင်းချင်းနေဆိုဘယ်လိုပြလဲသူရှင်းမယ်ကိုရှင်းမယ်အဲ့လိုမျိုးလုနေရတယ်ဒီချိန်ထိဒီချက်လဲသူတို့ရှိသွားဆိုသူကကျွေးချင်တာအမကျွေးချင်တာသိရမလားအညီမလေးကျွေးချင်တာအဲ့လိုမျိုးကိုကချာလဲမျိုးကျွေးချင်တာတမီးကျွေးချင်တာ မမချွေးကျင်တာမရဘူးသိရမလားဟဲ့ငါငါချွေးတာမစားရင်စိတ်ဆိုးတယ်အဲ့လိုမျိုးမရဘူးတော့အဲ့လိုမျိုးသိရမလားငါချွေးကျင်တာနင်တို့အဲ့လိုမျိုးမလုံနဲ့အဲ့အဲ့လိုအဲ့ဒီအဲ့လိုမျိုးလောက်တာအဲ့တော့အခုလက်ဆောင်တွေရလာလဲဆိုလို့ရှိရင်ကိုကဘယ်ကိုပေးရပါမလဲစဉ်းစားနေတာဘယ်သူချွေးရပါမလဲအဲ့လိုမျိုးပို့ပေးတာပို့ပေးတာပေါ့နော်အဲအဲ့လိုအဲ့တော့မကြောက်ဘူးတိချက်စင်းရဲသွားမှာကိုမကြောက်ဘူးတိချက်ကုန်သွားမှာကိုမကြောက်ဘူးသိရမလားโอเคเนาะအဲ့တော့အခုစစ်ဆုံးလေးတို့ကိုတိချက်ဒီဘက်ကနေပြီးတော့စေတနာမြစ်တာရဲ့အခုအဓိဋ္ဌာန်ထိုးပေးဖို့ကွဲရည်လည်းရှိရယ်เนาะ ပတ်စံလုံးဝလွှဲเสียမလို့ဘူးเนาะပြောထားပြီးသားเนาะတိချက်ဒီတိချက်ရဲ့မိသားစု18ချက်21ရဲ့ခံယူထားတဲ့သူတိချက်မိသားစုဝင်လို့သတ်မှတ်တယ်တိချက်ပညာဒါနလိုက်တွေမှာ join တဲ့သူတိချက်ရဲ့မိသားစုဝင်လို့သတ်မှတ်တယ်အဲ့တော့အဲ့ဒီမိသားစုတွေ anti ally ပြင်စေဖို့အတွက်စိတ်ချမ်းသာပြီးကြောဝချမ်းသာစေဖို့အတွက်စွန်တော်တွေတက်ပေးတာတို့ငွေတွေလှူပေးတာဝတ္ထုငွေတွေလှူပေးတာတို့အစားအသောက်တွေလှူပေးတာတို့ နော်တိလဆောင်တစ္ဆာဆိုပြီးတော့အဓိဋ္ဌာန်တွေပြုပေးတာလို့ပွဲတွေထိုးပေးတာလို့လုပ်ပေးတယ်ဆိုတာဒါတိချက်ဖာတာစေတနာနဲ့လုပ်ပေးတဲ့အရာဒီချက်ဖာတာဘာပါလားတိချက်ဘက်ကတိချက်ဖာတာတိချက်ရှိတဲ့ငွေနဲ့တမတတ်တဲ့စေတနာနဲ့လုပ်ပေးတဲ့အရာ